ဟယ်လိုအားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ Manchester United ကတော့ကျွန်တော်တို့1 2 4တွေကိုဝင်အောင်ပြန်ပြီးတော့ဒီယာဒီမှာကျိုးပန်းနိုင်ဖို့အတွက်အခွင့်အရေးကောင်းနေကျွန်တော်ရှိနေတယ်ပေါ့နော်ဒါတွေကိုကျွန်တော်တို့အသုံးချနိုင်ပါမလားဆိုတော့ညီကတို့ဘယ်လိုမြင်ရလဲဆွေးနွေးကြပါဦးဆိုတော့လောတဲ့ကျွန်တော် key ကပြန်ရောက်ပါပြီနော် key ကပြန်ရောက်ပြီဆိုတော့음 video ဒီပါလေးတရားပြန်ပြီးတော့တင်ပြီးတော့ပြင်ပေါ့လေနော် internet တိုင်ပတ်တာတွေပါလေးကျွန်တော်မကြုံရတော့ဘူးပေါ့ဗျာဆိုတော့အားလုံးလည်းတွေးတဲ့အတိုင်းပဲညက premier league ပွဲစဉ်9ကိုကြီးကစားပြီးသွားတဲ့အချိန်မှာ ကျွန်တော်တို့အဓိကပြိုင်ဘက်တွေเนาะကျွန်တော်တို့ရဲ့အသင်းကြီးတွေကတော်တော်များများအာဆင်နယ်လောက်ကလွင့်ကျန်တဲ့တင်းနေရှုံးနေပေါ့နော်ကျန်တဲ့တင်းနေကျွန်တော်ရှုံး Chelsea ကလည်းကျွန်တော်ရှုံးနေနယူကာဆယ်ကတော့ပြန်နိုင်နေအဲ့မလို့တဲ့ကျွန်တော်တို့အောက်မှာပဲရှိနေသေးတယ်เนาะပြီးရင်လီဗာပူးတင်းကလည်းအဝေးဝင်းမှာရှုံးပြီးတော့ Manchester United အောက်မှာတမတ်ရော့သွားပြီ Manchester City ကလည်းသူတို့တွေရှုံးနေဆိုတော့စပါးကတော့နိုင်နေပေါ့လေเนาะစပါးကတော့နိုင်နေပေါ့ဆိုတော့ပြောရရင်ကျွန်တော်တို့လက်ရှိ Manchester United အတွက်ပေါ့နော် DRD မှာ အခွင့်အရေးကောင်းရှိနေပါတယ်အဲ့ဒီအသင်းကြီးနဲ့ရှင်မယ်ဆိုလို့ရှိရင်အခွင့်အရေးကောင်းကျွန်တော်ရှိနေပါတယ်ဒါကအဆင့်လေးအတွင်းပြန်ဝင်နိုင်ဖို့အတွက်ကျွန်တော်ကြိုးပမ်းရမယ့်အနေအထားပေါ့တခုရှိတာကတော့ဟိုဘယ်လိုပြောမလဲဒီလိုမျိုးအခွင့်အရေးဆိုတာမျိုးကပေါ့နော်ကိုကောင်းနေုံနဲ့ကျွန်တော်မရဘူးတခြားအသင်းကြီးကလည်းတိုင်ပက်ကိုကောင်းတာနဲ့လည်းကြုံမှတော်တော်ကြီးကိုအဆင်ပြေမှာအခုကျွန်တော်ပရီးမီးယားလေးကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် ကိုရီအထက်မှာရှိနေတဲ့အသင်းကိုကျွန်တော်ကြည့်တဲ့အခါအာဆင်နယ်ရှိမယ်အာဆင်နယ်ကတော့ကုထက်တာအစသရေရာပူကောင်းတဲ့အသင်းလက်ရှိလိဂ်မှာလည်းပဲအမှတ်တီပါတယ်အများကြီးဖြစ်ထားတဲ့အသင်းဆိုတဲ့အခါကျတော့ကျွန်တော်ပြောစရာမလိုဘူးပေါ့နော်အဲဘုံမောက်ကျွန်တော်ရှိမယ်ဘုံမောက်တို့ဘာလို့ကတော့ယာဒီလေယာဒီဝက်လောက်ကျွန်တော်ကြတဲ့အခါပြန်ကြလာမှာလားပေါ့လက်စတာစီးတီးလိုလိုမျိုးဖလားတွေပါတယ်ရတဲ့တီသွားနိုင်မှာလားပေါ့နော်ဆရာတော်မို့သူတို့အတွက်ချန်ပီယံစ်လိဂ်ဝင်ခွင့်တွေပါတယ်ရမှာလားပေါ့ပြီးခဲ့တဲ့ယာဒီလေးကလည်းဒီလိုပဲကောင်းခဲ့တာပဲဒါပေမဲ့နောက်ပိုင်းကျတော့သူတို့တွေ ဒီလိုမျိုးလွဲချော်သွားတဲ့အနေအထားမျိုးကြီးကျွန်တော်ရှိတယ်ဗောနော်စပားကလည်းပဲလက်ရှိညကနိုင်သွားတယ်နိုင်သွားပြီးတော့ Manchester United နဲ့ဒီတက်မှတ်ပဲကျွန်တော်ကြွားတယ်စပားကလည်းလက်ရှိ Thomas Frank ရဲ့လက်အောက်မှာဟိုပိုစတီကိုဂရုရဲ့လက်ထက်တုန်းကထက်တော့ပို့ပြီးတော့အချင်းကြီးကောင်းတယ်ခန်စစ်ပို့ပြီးတော့တည်ညင်တာကိုပြထားတယ်ဒါပေမဲ့လို့ဗောနော်ထင်တဲ့လောက်ထိသူတို့တွေပေါ့နော်ဘယ်လိုပြောမလဲကျွန်တော်တို့အရင်မျော်လင့်ထားသလိုမျိုးဖြစ်မနေသေးဘူးပေါ့နော်သူတို့လည်းပဲကိုရီထက်တက်မှတ်တာတယ်ပေါ့ဗျာအဲဆန်ဒလန်တို့ကျွန်တော်ရှိမယ် ဒါပြန်ပြီးတော့ကြာသွားနိုင်ခြင်းရှိတဲ့အသင်းမျိုးတွေပေါ့ပြီးရင်တကယ်တကယ် NBA များပါတယ်ဆိုတော့ Manchester City လို့အသင်းမျိုးတွေရှိတယ်ဒါပေမဲ့ City ရဲ့အချင်းကြီးကမလက်ရှိ Manchester United နဲ့ကျွန်တော်အမှတ်ကတူတူပဲအမှတ်ကတူတူပဲအဲသူတို့ကမတည်ငြိမ်သေးဘူးကျွန်တော်ဖြစ်နေတယ်ဒါဟာ United အတွက်အခွင့်အရေးကောင်းပါနော်မတည်ငြိမ်သေးဘူးဆိုတော့ Manchester City ကဒီရဒီမှာကျွန်တော်ရှုံးဝဲ၃ဝဲကျုံသွားပါပြီကိုရီလိုပါပဲတည်ရီတဝဲကြာထားပါတယ်ကိုရီလိုပါပဲ၅ဝဲနိုင်ထားပါတယ်ကိုရီလိုပါပဲဒါပေမဲ့ကွာဟသွားတာက သူတို့ရဲ့ခံစစ်ကကိုယ့်ထက်အများကြီးပိုကောင်းတဲ့ခံစစ်ဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့လို့လက်ရှိ CD ကအဝေးကွင်းနေတိုင်ပတ်နေတယ် CD ရဲ့အကောင်းဆုံးမဟုတ်သေးဘူးဖြစ်နေတဲ့အခြေအနေမျိုးမှာအမှတ်ဒီပါတွေရှော့လာအောင်မေဆိုရင်ကိုရီကဒီလိုအခွင့်အရေးမျိုးတွေကျွန်တော်အကောင်းဆုံးယူနိုင်မှကျွန်တော်ရတော့မှာမန်ချက်စတာစီးတီးတို့ဘာလို့အမှတ်ရောက်နေတဲ့အခြေအနေမျိုးမှာကိုရီအမှတ်ယူထားနိုင်မှကျွန်တော်ဖြစ်မှာနော်ကိုရီကိုထိတ်တိုက်တွေ့တဲ့အချိန်3စီးနဲ့ဒီကောင်တွေနိုင်ရသွားပြီးတော့အမှတ်ဒီပါတွေပြတ်ထားတာအခုဆိုလို့ချင်းမန်ချက်စတာစီးတီးနဲ့ကျွန်တော်ပေါ့နော် အမှတ်ကပြန်တူသွားပြီနောက်တစ်သင်းကလီဗာပူးပေါ့လီဗာပူးသင်းဆိုတာချန်ပီယံဖြစ်ထားပြီးတော့တိုက်တေကိုဒီဖန့်ပြန်လုပ်ဖို့ဂျူးပန်းနေတဲ့အသင်းအခုလက်ရှိအဲ့ဒီအသင်းကလည်းကိုရီအောက်တက်မှတ်တွေပါရော့သွားပြီကိုရီအောက်တက်မှတ်တွေပါရော့သွားပြီနောက်ခန်စစ်ကလည်းပဲကျွန်တော်၁၄ကိုစီပေးထားရတယ်တိုက်စစ်ကလည်းပဲကျွန်တော်လီဗာပူးကတကူတာရတာပြောရင်ကျွန်တော်နှစ်သင်းကြားထဲမှာဒီကောင်းလေးလူတွေအများကြီးကောင်းအောင်ဝေထားပြီးမဲ့လေလို့ပေါ့နော်ကိုရီနှစ်သင်းကြားထဲမှာကွာမှုကအဲ့လောက်မရှိတော့ဘူး။ဒါပြင်ပူစုရကသူတို့ကရာဒီအစ၅ဘွဲစက်တိုက်နိုင်ထားပြီးတော့ ဟိုအခုနောက်ပိုင်းလေးဝဲစတဲ့ရှုံပြီးတော့သူတို့တိုင်ပတ်နေတာဆိုတော့သူတို့အဆင်မပြေဖြစ်နေတဲ့အချိန်သူတို့တွေမတီမငိန်ဖြစ်နေတဲ့အချိန်မျိုးမှာ United ကအဆင်ပြေအောင်ကျွန်တော်ကြိုးပမ်းရမှာနောက်ထပ် Chelsea ဆိုလို့ရှိရင်လည်းဒီတိုင်းပဲပေါ့ရာသီစတွေမှာတကယ်နိုင်ပွဲတွေပါတယ်ရပြီးတော့ဗောနော်ကိုရီအထက်မှာကျွန်တော်ရှိခဲ့တာအခုအောက်ပြန်ရောက်သွားပြီ Newcastle လည်းဒီတိုင်းပဲဒါပေမဲ့ Newcastle ကပြန်ကောင်းလာပြီဆိုတော့အချုံကြီးရရင်အဓိကပြောချင်တာက Manchester United တင်ဥရောပဝင်ခွင့်နေ Amorim ပြောသလိုမျိုးပေါ့နော်ပြန်ပြီးတော့ယူနိုင်ဖို့ဆိုလို့ရှိရင် တခြားအသင်းတွေတိုင်ပတ်နေတဲ့အခြေအနေမျိုးမှာကိုကကောင်းနိုင်မှကျွန်တော်ရမှာကိုအသင်းကလည်း consistent မဖြစ်ဘူးကိုအသင်းကလည်းဘယ်ချိန်ထဖောက်မယ်မသိဘူးဆိုလို့ရှိရင်တော့သူများအသင်းကောင်းမကောင်းမကောင်းကောင်းအလကားပဲဒါပေမဲ့လက်ရှိလို့တဲ့ကောင်းလာတာတစ်ခုကကျွန်တော် number 1 amorin ရဲ့လက်အောက်မှာပထမဆုံးဆိုသူတို့၃ဘွယ်စတိုင်အနိုင်ရတယ်အနိုင်ရတဲ့အခါကျတော့ကစားမားတွေအနေနဲ့ပေါ့နော်ယုံကြည်မှုတွေပို့ပြီးတော့ကောင်းလာပြီတယောက်နဲ့တယောက်ကြားထဲမှာအခြေဆက်တွေပို့ပြီးတော့ဟုတ်လာပြီး MOD ရဲ့ပြောင်းလဲထားတဲ့ brand ဖို့နဲ့ပွဲစဉ်ရှုံးနေအပြီးပြောင်းလဲထားတဲ့အရာတွေတချို့လက်အောက်မှာ United ဟာပူပြီးတော့အဆင်ပြေလာတယ်လို့ကျွန်တော်ဖြစ်လာပြီ။ဒါတော့ဒါကြောင့်ပေါ့နော်ကျွန်တော်တို့ဒီလက်ရှိ brand ဖို့ကိုရှုံးနေတဲ့ပွဲအပြီးမှာ United ကတော်တော်လေးကိုအချိန်ကြီးကောင်းလာတာ။အဲ့ဒီတော့တခြားအသင်းတွေတည်ငြိမ်မှုမရှိသေးတဲ့အချိန်မှာဥရောပဝင်ခွင့်နဲ့ပတ်သက်လို့ကျွန်တော်တို့ပေါ့နော်တက်နိုင်တယ်များဆိုလို့အမှတ်တွေစုဆောင်းနိုင်ဖို့လိုပါတယ်။ဒါတော့နောက်တစ်ခုကကျွန်တော်တို့အနေနဲ့ နောက်တစ်ခုကကျွန်တော်တို့အတွက်ပိုကောင်းတာကအဲ့ဒီကျွန်တော်ခုနကရှင်ပြိုင်နေရပါတယ်ဆိုတဲ့ Chelsea တို့ဟလား Manchester City တို့ Newcastle တို့ Liverpool တို့အဲ့လိုအသင်းမျိုးတွေနဲ့ရှင်ရင်ကိုဒီတို့ကကောင်းတာကကျွန်တော်တို့ကတပတ်မှတပွဲပဲကစားလို့ပါနော်တပတ်မှတပွဲပဲကစားရတယ်ကစားတဲ့အခါကျတော့ Amorin အရေးအကြီးဆုံးလို့ခံယူထားတဲ့ကြံ့ခိုင်မှု level ကောင်းမှုကြံ့ခိုင်ရေး level ကောင်းမှုပေါ့နော်ဒါတွေကပို့ပြီးတော့အားကောင်းလာမယ်တပတ်မှတပွဲပဲဆိုတဲ့အခါကျတော့ injury ပြဿနာကြုံရတာတွေကျွန်တော်နည်းလာမယ် Amorin ရဲ့ သူတို့ဒီပြိုင်ဘက်ကိုချင်းကက်တဲ့ပုံစံကိုက physical demand အရင်များတဲ့အနေအထားမျိုးဆိုလို့ရှိရင်ကစားမားတွေကအဒီအတူတူအဓိကရေးပါတဲ့ကစားမားတွေက injury တွေကင်းနေမှကျွန်တော်ရမှာနော် Matthews ကညာတို့ injury ပြဿနာကြုံနေအများကြီးမနာပဲကျွန်တော်ပြန်ပါလာနေနေ Brian and Mumu ကပြီးခဲ့တဲ့ရာသီတရာသီလုံးနီးပါးကစားထားတဲ့ကစားမား Shechko ကလည်းကျွန်တော်တို့ညီနေပေါ့နော် injury ပြဿနာသိကြုံနေမှရှိသေးဘူးခုလိုတော့ Mason Mount ကလည်း injury တွေကင်းနေပြီဗျာနော် Odeni ကထိရိုက်မှုတွေရှိခဲ့တာကလွှဲရင် နော်ဟယ်ရီမကွိုင်းယားတို့လည်းကျွန်တော်ပြန်ကစားနေတဲ့အနေအထားမျိုးမာဇလာဗီတို့မကြခင်ပြန်လာတော့မယ်လစ်ချာတို့မကြခင်ပြန်လာတော့မယ်ဆိုတော့အသင်းမှာ injury ပြဿနာတွေကြောင့်ကျွန်တော်ရောက်ခဲ့တဲ့ဒုက္ခတွေကိုတတ်နိုင်နေမြတ်အမူရင်းကထိန်းချုပ်ဖို့ကြိုးပမ်းနေတာ every time ဟာလက်အောက်မှာကျွန်တော်တို့ဒုက္ခအရောက်ဆုံးနေတာတခုကကြံ့ခံမှုကောင်းကောင်းမရှိတဲ့က injury တွေခဏတိုင်းကြုံရတာလေအဲ့ဒါတွေက MOD ရဲ့ပထမရာသီအထိလိုက်ပြီးတော့ရိုက်ခက်တာအဲအကြောင်း MOD ကအသင်းကိုရောက်တော့ကပေါ့နော်ကျွန်တော်အသင်းမှာအဓိကပြင်ဆင်ရမှာကကစားမတွေရဲ့ fitness level ပဲဆိုတော့အခုလက်ရှိမှာကျွန်တော်ချင်းအချိန်ကြီးကောင်းတယ်လို့ဖြစ်လာပြီဒါကြောင့် ဒါသူများအသိဉာဏ်လိုမျိုးဥရောပတွေဘာတွေမကစားရပဲနဲ့တပတ်မှတပွဲပဲကစားရတဲ့အပြင်ကိုကိုရီနဲ့အဓိကပြိုင်နိုင်ပြန်ရမယ်ဆိုတဲ့အသိမျိုးတွေကလည်းတိုင်ပတ်နေကြတယ်ဆိုတဲ့အခြေအနေမျိုးမှာဒါကိုရီတို့အဓိကအခွင့်အရေးကောင်းလို့ကျွန်တော်ထင်တယ်ဥရောပဝင်ခွင့်တွေပြန်လဲရဖို့အတွက်တော့ဒီထက်ပိုပြီးတော့အဆင့်တက်ဖို့အတွက်ဆိုလို့ရှိရင်ဒီလိုအခြေအနေမျိုးမှာကလေးကကျွန်တော်ကအမှတ်တရစုဆောင်းနိုင်ဖို့လိုပါတယ်ဆိုတော့ညီကလေးတို့ရဘယ်လိုမြင်ကြလဲကျွန်တော်တို့ဒါဥရောပဝင်ခွင့်တွေပြန်ပြီးတော့ဒီရဒီမှာယူနိုင်ဖို့အတွက်ကိုအသင်းကအဆင့်ချင်းဖြစ်နေပြီလို့ညီကလေးတို့ထင်ကြသလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်